ฉันอยากเรียนภาษาอังกฤษ我能够抽路站边戒严，多么好！论戒严，路岸边一米光的土豆路上的。阿龙妹妹了吧？ကျွန်တော်တက်တော့ရှော့ကနေပြီးတော့ပြီးခဲ့တဲ့အပတ်ကနှစ်ချက်ဝင်လိုက်တဲ့ဥစ္စာလေးကတော်တော်လေးတုံးလို့ကောင်းတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ review လေးကျွန်တော်လုပ်ပြီးသွားပါမယ်ကျွန်တော်ရှေ့မှာကျွန်တော်နှစ်ချက်ဝင်ခဲ့တဲ့ဥစ္စာတွေကကြတော့ပြောရမယ်ဆိုရင်ဈေးဓာကြီးသွားတယ်တကယ်တကယ်ကြတော့တချင်းသားထောင်ဗီဒီယိုကြီးတလောက်ပါပဲ အဲတကောင်ရဲ့ထူခြားချက်ကကြတော့သူက AI future ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဘာသာစကားလေးလာတဲ့တူတွေအတွက်ဆိုလဲတော်တော်လေးမှအတုံးတဲ့ဒီ AI software လေးကိုအသုံးပြုရတာနဲ့ဒီဝယ်တဲ့ဈေးနဲ့တန်သွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ဒီမြင့်ချက်လေးကိုကျွန်တော်ဒီ TikTok short ထဲမှာကျွန်တော်ထည့်ပေးလာပါတယ်ကျွန်တော်ရဲ့ account ကနေပြီးတော့ဝင်ရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရပါတယ်သူရဲ့ဒီဘူးပုံစံလေးရလဲတော်တော်လေးမှအထားကြတယ်ပေါ့နော်မိုက်ပါတယ်ပြီးတော့ဒီ nature ကိုကြည့်မယ်ဆိုရင်လဲကျွန်တော်တို့ဒီ take ကသူက ရောဘာဒီလီနဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနားလည်းမနာဘူးတချင်းနားထောင်ပါနားထောင်ဆိုလည်းတော်တော်လေးမှအတန်ကြီးကြီးလင်းလင်းနဲ့မိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီသူ့ရဲ့ဖုန်းဆော့ဝဲလေးနဲ့ကျွန်တော်ဝင်ပြပါမယ်ကျွန်တော်ဒီနေကျလေးရောက်လာတဲ့ခါကျရင်တော့သူ့ရဲ့ဘူးရဲ့မှာပါလာတဲ့ QR scan လေးကိုဖတ်ပြီးတော့ပဲဖြစ်ဖြစ် Play Store တို့ iOS Store ဆိုရင်လည်းကျွန်တော်တို့ဒီ Simi ဆိုတဲ့ application လေးကို download ဆွဲလိုက်ပါ application လေးထဲကိုရောက်လာတဲ့ခါကျရင်တော့ကျွန်တော်တို့ရဲ့ Gmail account နဲ့ register လေးလုပ်ပေးလိုက်ပါပြီးတဲ့ခါကျရင်တော့ကျွန်တော်တို့ Bluetooth ကိုဖွင့်ပြီးတော့ဒီ channel နဲ့ကျွန်တော်တို့ချိန်လိုက်ပါမယ်။ဒီမှာဆိုရင်တော့ကျွန်တော်ဝယ်ထားတဲ့ channel ချိန်ထားတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။သူတွေမှာပါတဲ့ function တွေကကြတော့ဒီ AI chess mode ဆိုတဲ့ဥစ္စာပါတယ်ပြီးရင် free tone mode ဆိုတာပါတယ်။ translation machine mode ဆိုတာပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ headphone and ဒီ phone mode ပေါ့နော်အကောင်ပါတယ်ပြီးရင် sleep ပါတယ်။ဒီ function တွေကိုတုံးရတာနဲ့ရင်ကျွန်တော်တို့ကတန်နေပြီလို့ပြောလို့ရပါတယ်အရင်ဆုံးကျွန်တော်ဒီ AI ချက်မှုတ်ဆိုတာလေးကိုဝင်ပြပါမယ် AI ချက်မှတ်ကကြတော့ကျွန်တော်တို့ဘာသာစကားလေ့လာတဲ့တူတွေအတွက်အရန်ကိုတုံးဝင်စီပါမယ်ကျွန်တော်တို့ညာဘက်တောက်မှာရှိတဲ့အင်္ဂလိပ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အဲ့ဒီမှာကိုချိုင်းနစ်တတ်တဲ့ဘာသာစကားကိုရွေးချယ်လို့ရပါတယ်ဒီမှာကကြတော့သူကဘာသာစကား၈မျိုးပေးထားတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကဒီရွေးချယ်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အသုံးပြုတဲ့အချိန်ကျရင်လည်းကျွန်တော်တို့ဒီဘက်အောက်ဘက်မှာစကားပြောတဲ့ပုံစံနဲ့ပဲဖြစ်ဖြစ်ဆိုင်ရိုက်တဲ့ပုံစံနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ မြင်မြင်လို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျတို့ freedom mode ပါ freedom mode ကကြတော့ကျတို့ဒီငချက်ချိန်ထားတဲ့ခါကြရင်စကားပြောလို့ရမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ကျွန်တော်တို့အပေါ်ဘက်ခြံမှာဘာသာစကားကိုအပြန်အလှန်ကျွန်တော်တို့ချိန်လို့ရပါတယ်။အလေးအများလေးကိုနှိပ်ပြီးတော့လည်းချိန်လို့ရပါတယ်။ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့ဘာသာစကားစုစုပေါင်း134မျိုးတောင်သူကပေးထားတာဖြစ်တဲ့အတွက်ကြောင့်မြန်မာစာမှာလည်းသူကဒီစာလုံးပေါင်းမမှန်ကန်ကန်နဲ့ရေးပေးတာဆိုတော့မဆိုးဘူးပေါ့နော်။ကျွန်တော်တို့တုံးရတာအရန်ကို မိုက်စေပါတယ်ပြီးရင်ကျွန်တော်တို့ translation machine mode ဆိုတဲ့ဥစ္စာတွေဝင်လိုက်ပါမယ်ဒီထဲမှာကြတော့ကျွန်တော်တို့အပြန်အလှန်စကားထိုက်ပြောတာမျိုးပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာအတုံးဝင်စေပါတယ် sonar ကဒီ freedom mode ကကြတော့လက်ရှိမှာကျွန်တော်တို့စကားပြောတဲ့နေရာမှာအတုံးဝင်စေတာဖြစ်ပါတယ်ဒီထဲမှာလည်းကျွန်တော်တို့ freedom mode ပုံစံမျိုးပဲပေါ့နော်အပြန်အလှန်စကားပြောလို့ရတယ်ဒါပေမဲ့ freedom mode ကကြတော့သူက mic ကို auto ပွင့်စေတယ်အပြန်အလှန်တွားစေတယ်ပေါ့နော်အမကျောက်ကိုတယောက်တစ်ဖက်ယူပြီးတော့စကားပြောတဲ့ပုံစံမျိုးတွေပေါ့ဒီကောင်ကကြတော့ကျွန်တော်တို့ဒီမှာ အောက်ကနေပြီးတော့သူကခလုတ်ကြီးတွေကိုသူကနှိပ်ပေးရတယ်ဒီအောက်ကဟာလေးတွေနှိပ်ပေးရတယ်နှိပ်ပေးပြီးတော့အခုမြန်မာလိုပြောမယ်ဆိုမြန်မာလိုအင်္ဂလိပ်လိုဆိုအင်္ဂလိပ်လိုပဲရွှေ့ပေးပြီးတော့ကျွန်တော်တို့ကပြောပေးရတာပဲဖြစ်ပါတယ်ဆိုတော့ freedom ဟာကြတော့သူကအော်တိုပေါ့ထိုင်းလိုရွှေ့ထားတယ်ဆိုရင်ထိုင်းလိုပြောတာနဲ့ပင်ထိုင်းစကားပြောတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကအလုံးလုံးစီမယ်တခုရှိတာကတော့ကျွန်တော်တို့စကားကြည့်ဖို့ပါဖို့တော့အဆင်မပြေပါဘူးကျွန်တော်အတုံးပြုတဲ့အချိန်မှာလည်းအတန်ဖိုင်မှာနားထောင်လို့ရတဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုတကယ်အတုံးချမယ်ဆိုရင်တော့ဘာသာစကားလေးလာဖို့အတွက်လည်းအတုံးဝင်စီမှာဖြစ်ပါတယ် အောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ဟိဖုံနဲ့ဒီဖုံမုတ်ဆိုတဲ့ဥစ္စာလေးရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဝင်လိုက်တဲ့ခါကျရင်တော့ဒီထဲမှာလည်းကျွန်တော်တို့ကဒီကိုစကားပြောချင်တဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်သူ့မှာဆိုရင်လည်းကျွန်တော်တို့ဒီအပေါ်ဘက်မှာဆိုရင်ဒီဘက်ဆိုရင်ဖုံဘက်ပေါ့နော်ဒီဘက်ဆိုရင်နှစ်ချက်ဘက်ဆိုပြီးတော့ပြပေးထားပါတယ်အဲ့တော့ကိုကဒီဖုံဘက်ကိုယူမလားနှစ်ချက်ဘက်ကိုယူမလားကြိုက်တယ်လို့အပြောင်းလဲလုပ်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ် ူချမှုတစ်ခုအနေနဲ့ကြတော့သူ့ရဲ့ software လေးထဲမှာကျွန်တော်တို့ဒီ slim mode ဆိုတဲ့ဥစ္စာလေးတစ်ခုထည့်ပေးထားသေးတယ်ပေါ့နော်အဲ့ဒီ slim mode လေးရဲ့အတဝင်နဲ့ပုံစံလေးရကြတော့ကျွန်တော်တို့ဒီအိတ်တဲ့ချိန်ကြရင်တချင်းနားထောင်တတ်တဲ့သူမျိုးတွေတခါတလေကြရင်ကျွန်တော်တို့ YouTube ကနေပြီးတော့ရေတန်တို့ဘာလို့အဲ့လိုမျိုးအတန်လေးတွေတဘာဝအတန်လေးတွေဖွင့်ပြီးတော့နားထောင်တတ်တဲ့သူတွေအတွက်ဆိုရင်ဒီထဲမှာကျွန်တော်တို့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကိုနားထောင်ခြင်းတဲ့ဥစ္စာလေးကိုဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးတဲ့အခါကျရင်ဥပမာရေတန်ဆိုရင်ရေတန်နဲ့ပတ်သက်ပြီးတော့ဖွင့်လိုက်တယ် အဲ့ဒါလေးကိုမှကျွန်တော်တို့ဒီအောက်မှာ တိုင်ပင်ပေးထားလို့ရပါသေးတယ်တိုင်ပင်ပေးထားပြီးတော့ကျွန်တော်တို့အမှမိနစ်ဘယ်လောက်ထားမလဲပေါ့နော်အဲ့ဒီပုံစံမျိုးလေးတိုင်ပင်ပေးထားလို့ရပါတယ်ဒါဆိုရင်မိနစ်ရွေးထားလိုက်ရွေးထားတဲ့ခါကျရင်သူကအော်တိုပိတ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့ကျွန်တော် recommend ပေးချင်တာကတော့ဒီနှစ်ချက်လေးရာကျွန်တော်တို့ဒီ AI feature 300ဒါန်လေးတင်ပေးရတဲ့ဈေးနဲ့တန်နေပါပြီပြီးတော့စက်မှတ်လေးကြရတယ်ပေါ့နော်သူရဲ့နှစ်ချက်ပုံစံလေးရာလည်းချစ်စရာအရင်ကောင်းပါတယ်နားလဲကျွန်တော်တို့ဒီမနာဘူး ပြီးတော့တုံးရတဲ့အချိန်ကြရင်လည်းအတန်လုံတဲ့အတွက်ကြောင့်တချင်းနားထောင်ပါထောင်ဆိုရင်လည်းမဆိုးလို့ပြောလို့ရပါတယ်ဒါကြောင့်မိတ်ဆွေတို့ဝင်မယ်ဆိုရင်တော့ကျွန်တော်ဒီ TikTok channel မှာကျွန်တော်ထည့်ပေးထားတယ်တိတော့ချင်းတွေကနေတစ်စက်ဝယ်ယူအားပေးလို့ရမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်